မြန်မာနိုင်ငံတော်လေကြောင်းတိုက်ခိုက်မှုအခြေမြင့်လှုပ်ဆောင်နေတဲ့စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့အရသာနေထိုင်ရာနေရာတွေကိုတိုက်ခိုက်ရေးရင်မျိုးစုံတုံးပြီးတော့နေစဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်နေပါတယ်။လေကြောင်းတိုက်ခိုက်မှုဆောင်ရွက်ရမှာ Jet Fighter 1 MI2 MI37 Drone စတက်လက်ထီပါရာမိုတာအပြင် Gyrocopter တွေကိုပါအသုံးပြုလာနေတယ်လို့လေကြောင်းစောက်ကြည့်နေသူတွေကဆိုပါတယ်။စစ်ကောင်စီဟာ Gyrocopter တွေကို 2025ခုနှစ်ဇူလင်လကနေစတင်ထုတ်သွင်းလာခဲ့ပြီးနောက်ပိုင်းတောင်တန်းသစ်ပင်တွေနေပါတဲ့အညာမြေပြိုင်ဒေသစကိုင်းမကွေးပဲခူးနဲ့မန္တလေးတို့မှာအသုံးများနေတယ်လို့လေကြောင်းရန်ဆောင်ကြည့်လေးလာနေသူတွေစီကသိရပါဗျ။ဂျိုင်ရိုကော့ပတာဟာဆက်တက်လေထီထက်အလေးရှိအများအပြားတင်ဆောင်နိုင်ပြီးပေါင်၁20မမဘုံသည့်အပြင်တိုက်ခိုက်ရေးလက်နက်တွေကိုပါတည်ယူနိုင်တယ်လို့သိရပါဗျ။ဒါအပြင်ရေမောင်းတအူးနဲ့ ညီနောင်မတအူးလိပ်ပါစီနေနိုင်ပြီးပုံမှန်ပြန်တက်မြန်လို့မှတနာရီ95မိုင်နဲ့အမြင့်ဆုံးအမြန်လို့မှတနာရီ120မိုင်ရှိသေးလို့သိရပါတယ်အမြင့်ဆုံးပြန်တက်နိုင်တဲ့အမြင့်ပေ12000နဲ့ပြန်တက်ဖို့လိုအပ်တဲ့ဗျလန်အခြေမှာ68ပေဖြစ်ပါတယ်။လေဘုံမှာပြန်တန်းနေနိုင်တဲ့ကြာချိန်မှာ3နာရီကနေ4နာရီအတွင်းဖြစ်ပြီးအဝေးဆုံးပြန်တန်းနိုင်တဲ့အကွာအဝေးမှာ935မိုင်ဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီဟာအတုံးစရိတ်ရှည်တော်ဖို့နဲ့ တူလန်ရဲ့တပ်ဖွဲ့တွေမှာလေကြောင်းရံကာကွယ်ရေးလက်နက်ပစ္စည်းမပြည့်စုံတာတွေကိုအခွင့်ကောင်းယူပြီးစစ်တပ်လေထီ General Copter စတဲ့စစ်လက်နက်အမျိုးမျိုးကိုစတင်အသုံးပြုလာတာဖြစ်တယ်လို့သုံးသပ်နေကြပါတယ်။အော်တိုဘတ်စနေရကမကွေးတိုင်းပေါင်းမျိုးနဲ့အချင်းမြောက်ချမ်းဖက်တနေရကိုဂျိုင်ရိုကော်ပတာနဲ့ဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘတ်9ရက်ကလည်းပေါင်းမျိုးနဲ့အချင်းမြောက်ချမ်းတနေရကိုစစ်ကောင်စီကဂျိုင်ရိုကော်ပတာနဲ့ဘုံကျေးခဲ့တာကြောင့်ရဲတပ်တအူးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီဟာနိုင်ငံတော်ကရတားနေထိုင်ရာနေရာတွေအပြင်စာတင်ကြောင်းတာတနိကအဆောက်အုံတွေကိုပြင်းပထားတိုက်ခိုက်နေတာကြောင့်ရတားထိခိုက်တည်ဆုံမှုနဲ့အဆောက်အုံပျက်စီးဆုံးရှုံးမှုမှာနေ့စဉ်နဲ့အများမြင့်တက်နေစေဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ရေချဲရှိရှိပြစ်ခတ်တိုက်ခိုက်တဲ့အခြေအနေကိုကာကွယ်ဖို့ဒေသခံတွေအနေနဲ့နေအိမ်တွေအတွင်းမှာဘုတ်ခုံချင်းစနစ်တရားတူတာ လေကြောင်းအသီးပစ္စည်းတွေကြေးရတိုင်းမှာထားပြီးတော့လေကြောင်းအန်ဒီရဲ့ဘေကင်ရဲ့ဆက်တိုက်လေ့ကျင့်တာတွေလှုပ်ဆောင်ဖို့လိုအပ်တယ်လို့အကြံပြုနေကြပါတယ်။ လက်ရှိမှာစစ်ကောင်စီဟာအတင်းအဓမ္မစစ်မှုထမ်းဥပဒေနဲ့တပ်သားတွေစုဆုံးနေပြီးတော့လက်နက်ကြီးဒရုန်းပစ်ကူလေကြောင်းပစ်ကူတွေနဲ့တပ်ပွဲဖြစ်ရာနေရာတွေနဲ့ဧည့်သည်နေထိုင်ရာနေရာတွေကိုအရက်ဖက်စစ်ဖက်ခွေးချတာမရှိဘဲတိုက်ခိုက်မှုတွေလှုံ့ဆော်နေတာလေးဖြစ်ပါရဲ့ရှင်။